ဓမ္မမိတ်ဆွေညီကိုမောင်မတော်ကျွန်တော်တို့လူသားတွေကအရန်ကိုကြွေးပြားခြာနာကြပါလေဒါကြောင့်ဝိညာဉ်ရေးဘာသာရေးကိုရှာဖွေရမှာအမျိုးမျိုးသောလမ်းစဉ်တွေကိုလိုက်စားကြပါတိတ်ပံပညာတွေးခေါ်ခြင်းနဲ့ဖြောင်းပြောင်ကြီးစန့်ကျင်တဲ့အရာကဝိညာဉ်ရေးမဟုတ်ပါဘူးကိုယ်ဘာသာတရားကသာမှန်ကန်ခြင်းကတွေးခေါ်ခြင်းနဲ့လုံးဝစန့်ကျင်နေတဲ့အရာ ဖြစ်ပါတယ်ဟိုးမြေကြီးအောင်အနှက်ကြီးထဲမှာ သူတို့ယဉ်ကျေးမှုနဲ့သူတို့နေနေကြတဲ့လူ9ယောက်ရှိတယ်ဆိုပါစို့သူတို့ရဲ့ဘဝတစ်ခုလုံးကြီးကမြေကြီးအောက်မှာဖြစ်တယ်မြေကြီးအောက်မှာကသူတို့ရဲ့ဖြစ်ရှိတရားသူတို့ရဲ့ကဘာကြီးဖြစ်တယ်တရက်မှာသူတို့တွေကတယောက်ကအိမ်ကနေထွက်လာတဲ့အချိန်မမျော်လင့်ထားဘဲနဲ့တကူအံ့ဖွယ်ရအားဖြင့်မြေကြီးဘုံရောက်သွားတယ်မိုးကောင်းကင်ကြီးကိုမြင်တော့သူမအယံအံ့ဩသွားတယ်တာယာလှပတဲ့နေဖြစ်တယ် ပေါင်းဝင်ကြီးကအရန်မြင့်ပြီးတော့တာယာကြည်လင်နဲ့အပြာရောင်ဖြစ်တယ်။တင်စာလေးတွေကအဟုတ်ဒစယူစလွင်မျောနေကြတယ်။နူးညံ့တဲ့အဖြူအောင်အဆုပ်လေးတွေဖြစ်တယ်။အနောင်ဖွဲမရှိတဲ့နေလုံးကြီးကအိုးခေါင်းငယ်မြင့်ကြီးမှာအရန်ကိုတောက်ပနေတဲ့အလုံးဝိုင်းကြီးဖြစ်တယ်။နေကထွက်နေတဲ့အပူရှင်ကထီးတွေ့တမယအရာရာတိုင်းပေါ်မှာလွမ်းချုံထားတယ်။ဒါပေမဲ့နေရဲ့ဆူးရှတဲ့အလင်းရောင်ကမျက်စိကဘာမှမတွေ့ရတော့ဘူး။ ဖြစ်သွားစီတယ်။သူမနေကိုစိုက်မကြည့်ရဘူးဖြစ်တယ်။သူမအိမ်ပြန်လာပြီးတော့တွေ့ကြုံခဲ့ရတဲ့အံ့အားသင့်စရာအကြောင်းအရာတွေသူမိတ်ဆွေတွေအင်းနီနာချင်းတွေကိုပြောပြတယ်။သူတို့အရန်အံ့ဩနေကြတယ်။အဲ့ဒီနောက်ပိုင်းမှာနှစ်ပေါင်းများစွာကြာပြီးဒါမှမဟုတ်ရာစုနှစ်ပေါင်းများစွာကြာပြီးမှနောက်အခြားတစ်ယောက်ကလည်းမြေကြီးပေါ်ကိုရောက်သွားတယ်။ညနေနေဝင်ငါနီးအချိန်ဖြစ်တယ်။မောင်လူစစ်စစ်ကောင်းဝင်က လိမ်မော်ရောင်နဲ့အနီရောင်လေးတွေပြီးနေတယ်။တိမ်လေးတွေနည်းနည်းရှိနေတယ်။ကောင်းငင်မှာအလုံးဝန်းကြီးရှိမနေဘူး။မိုးကုတ်စဝိုင်းတစ်လျှောက်မှာအလင်းရောင်ဖြော့ဖြော့လေးပဲရှိနေတယ်။လေတူထဲမှာအေးတက်ရှိနေတယ်။ကြည့်မြင်ရတဲ့သူကအံ့ဩနေတယ်။မယုံနိုင်စရာမြင်ကွင်းကြောင့်အံ့ဩရတာတွေမကဘဲနဲ့နှစ်ပေါင်းများစွာလူတွေအများကြီးကပြောနေကြတဲ့သူကြားဘူးခဲ့တဲ့နေရာ ပုံစံနဲ့နည်းနည်းလေးမှကိုမတူတာကြောင့်အံ့ဩနေတယ် နောက်တစ်ခါကြုံတွေ့ရတဲ့မြေပြင်ပေါ်အတွေ့အကြုံကမုံတိုင်းတိုက်ခတ်နေတဲ့နေ့ဖြစ်တယ်။အရာရာတိုင်းကဆွဆူပြီးတော့ထိုင်မိုင်းနေတယ်၊လက်စည်းတွေလက်နေတယ်၊ဒေါသထွက်နေတဲ့ကောင်းဝင်ကြီးကမိုးချင်းတန်နေနဲ့ချင်းချောင်းနေ။ဒါပေမဲ့ကောင်းဝင်ကြီးကတော့မမြင်ရသလောက်ဖြစ်နေ။နောက်တစ်ယောက်ကကြတော့ညသကောင်ရံချိန်မှာမြေပြင်ပေါ်ရောက်သွားတယ်။ကောင်းဝင်ကြီးကမဲမောင်နေတယ်၊ကြောက်မက်ဖွယ်ဖြစ်တယ်။မဲမောင်နေတဲ့ကောင်းဝင်ကြီးမှာဟိုနာဒီနာ မိတ်တုတ်မိတ်တုတ်အလင်းရောင်လေးတွေကိုတွေ့ရတယ်။မတက်ညာတဲ့အေးအေးဒဏ်နဲ့အမောင်လူကြီးချားမှာမိတ်တုတ်မိတ်တုတ်လင်းနေကြတဲ့အဆက်တိတိလေးတွေကိုတွေ့ရတယ်။ကောင်းငင်မှာအဝါရောင်ဘော်လုံးကြီးတစ်ခုရှိနေတယ်။အလင်းရောင်ဖြော့ပြီးတော့အပူဓာတ်ကိုလည်းမပေးနိုင်ဘူး။တခြားလူတွေပြောပြကြတဲ့အရန်ကို တောက်လောင်းနေတဲ့အလုံးဝန်းကြီးမျိုးမဟုတ်ဘူး။ဒီ prophet ၅ယောက်ထဲကနောက်ဆုံးတစ်ယောက်မြေပေါ်ရောက်သွားတယ်။ သူမရဲ့စိတ်အာရုံကသူမ6နောင်နားမှာရှိနေတဲ့မျက်ပင်တွေကိုမမိတ်မတုံကြည့်နေတယ်သူမပဝင်းကြီးမှာလှုပ်ရှားသွားနေကြတဲ့လိပ်ဆန်တွေကိုကြည့်နေတယ်ကြောက်ဆောင်တွေကိုတွေ့ရတယ်သူမရဲ့ဘေးနားကနေရှူးရှူးရှဲရှဲတဟုန်လို့စီးဆင်းနေတဲ့ဆန်းချောင်းကိုတွေ့ရတယ်သူမအပေါ်ကိုလုံးဝမောမကြည့်ခဲ့ဘူးကောင်းကင်ကို သူမမမြင်ရဘူးဒါနဲ့တီလူ9ယောက်ရဲ့နောက်လိုက်အပီးပီးတို့ကအတူတူစူဝေးကြတယ် တို့မြင်ခဲ့ရတာဒီပုံမှာအယောက်စီတိုင်းကအငင်းခုန်လောက်ကြတယ်။ဘာကအမှန်လဲဆိုပြီးတော့ငင်းခုန်ကြတယ်။အဲ့တော့ကောင်းငင်ကအ내ရောင်လား။ကောင်းငင်ကစိတ်ဆိုးဒေါသထွက်နေတာလား။ကောင်းငင်မှာအလုံးဝန်းကြီးရှိသလား။နှစ်ဖွဲ့ကရှိတယ်လို့ပြောကြတယ်။အလုံးဝန်းကြီးရှိတယ်ဆိုရင်အဲ့ဒါကတောက်ပပြီးတော့ပူပြင်းသလား။ဒါမှမဟုတ်ရင်အလင်းရောင်ဖြော့ပြီးတော့အပူတက်မရှိဘူးလား။ ကောင်းငင်ကတိမ်စာလေးတွေနဲ့တောက်ပနေတဲ့အပြာရောင်ကြီးလားကောင်းငင်က ထိုင်းမိုင်းနေပြီးတော့ဆွတ်ဆုံနေရလားတမမို့ရဲ့အလင်းရောင်မျိုးစုံနဲ့တောက်ပနေရလားတမမဟုတ်ကောင်းငင်ကြီးဆိုတာလုံးဝမရှိရလားဘယ်သူကမှန်တယ်လဲဒီနေရာမှာတေချာဖို့အမှန်တရားရှိပါတယ်တေချာတာက၅ယောက်ထဲကတယောက်ကမှန်ပြီးတော့ကျန်တဲ့သူတွေက တနည်းနည်းနဲ့မှားနေကြမှာဖြစ်တယ်တေချာတာက ထိုကဲ့သို့အရေးကြီးတဲ့ဘဝကိုပြောင်းလဲစေတဲ့အတွေ့အကြုံဖြစ်တဲ့မြေပြင်ပေါ်ကိုရောက်ပြီးတော့ကောင်းကင်ကိုမြင်တွေ့ရခြင်းမမြင်တွေ့ရခြင်းကအမှန်တရားတစ်ခုသားလည်းရှိပါလေ။နာမည့်ပတ်မှာဆက်လက်ပြီးတော့စဉ်းစားကြပါစို့။ဓမ္မမိတ်ဆွေညီကောင်မောင်မအယောက်စီတိုင်းကိုယ်ဤကျမ်းမာခြင်းစေညင်ချမ်းခြင်းအစဉ်ရှိကြပါစေ။